င်္ဂလာပါပြီးရင်ပြည်သူများခင်ဗျာဒီနေ့ဆွေးနွေးခဲ့ရတဲ့ကျွန်တော်ဖိကော့ထားသူကတော့နိုင်ငံရေးလိလသုတ်တာသူဦးတင်မောင်ပန်းဖြစ်ပါတယ်ဗျဆွေးနွေးမယ့်အကြောင်းအရာကတော့အခုစစ်ကောင်စီကရွေးကောက်ပွဲအကျိုးကာလမှာပေါ့နော်ကျွန်တော်ဖြေရှော့မှုအနေနဲ့အဲ့လိုနားလဲရပါတော့နိုင်ငံချင်းသားတချို့ပြန်လှုပ်ပေးတာပါပဲရွေးကောက်ပွဲအကျိုးပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးတော့ဖြစ်ပါတယ်ဗျအဲ့တော့မင်္ဂလာပါဦးတင်မောင်ပန်းမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဆိုတော့ပြီးခဲ့တဲ့ရက်ပတ်ရပါတော့ကျွန်တော်တို့ကျွန်တော်တို့လို့ဖို့ကံပဲ ဆရာစီသူအောင်မြင်ပေါ့ဗျာဒီနေ့သာဆရာစီသူအောင်မြင်ပါဝင်နိုင်ငံချင်းသား268ဦးဗျာအတီးကြစင်အပြန်လှုပ်ပေးလာတော့ကျွန်တော်တွေ့ရတယ်ဒါယူကောက်ဘွက်အကျိုးဖြည့်ရှုံမှုလို့နားလဲရတာပေါ့ဆိုတော့ကျွန်တော်မေ့ချင်တာကအခုအရင်ယူကောက်ဘွက်ပေါ့ဗျာအကျိုးကာလနဲ့အခုယူကောက်ဘွက်အကျိုးကာလအဘယ်လိုကွာလဲပေါ့ဆိုတော့အရင်ဆိုတာ2020 2025 25တော့မပြောသေးဘူး2020တော့ထားလဲ2020 2025ထားလဲဟုတ်ကျွန်တော် 2010 2012နဲ့ရှင်ပြီးတော့ပြောရမှာတင်တယ်ဘယ်လိုกว่าလဲထင်လဲဟာပထမခုနကိုတောင်ကျော်ပြောသွားသလိုနိုင်ငံချင်းသားတွေလွတ်တယ်နိုင်ငံချင်းသားဖမ်းဖို့ဖမ်းနေခြင်းမတူလို့ပြောရမှာမှာတော့ဆတ်စုကြီးကိုဖမ်းဆီးထားတဲ့ပုံစံကိုကျွန်တော်ကြည့်ပေါ့နော်အရင်တော့ပုံမှန်30ဆက်ခဝင်းနဲ့ထိသိမ့်ထားတယ်သူက အခုကျွန်တော်တို့ဖန်ထားတာကအမှုပေါင်းစုံတတ်ထားပြီးတော့အမှုတွေကိုဖြစ်အောင်လုပ်ပြီးတော့အဲ့ဒါလည်းတိတ်ခါကြာအထူးပြည့်ကျင်းပြည့်ခြားစားမှုဖန်တီးပြီးတော့ဒါဖန်ထားတာပေါ့နော်ဆိုတော့ခါကြာတော့အရင်တုန်းကဖန်ခဲ့ကြတယ်စီးခဲ့ကြတယ်ဆိုတော့နိုင်ငံရေးပုံမှန်နဲ့ဖန်ခဲ့စီးခဲ့တယ်တချို့ကတော့ဒါမှာအဖြစ်အဲတရားမဝင်ကျင့်ကြထားတဲ့အဖွဲ့အစည်းနဲ့ဆက်သွယ်လို့ဒါမျိုးက အမှုတော့ပုံမှန်ဖြစ်ချင်ဖြစ်ပဲပေါ့တို့တော့နိုင်ငံရေးအကြောင်းကိုပဲအဓိကထားပြီးတော့ဖန်ရကြတာပေါ့နော်အခုအချိန်မှာအကျဉ်းကျနေတဲ့လူတွေကြတော့အဲ့လိုမဟုတ်ဘူးဒါကဘာပြလဲဆိုရင်အနာသိမ့်တဲ့ထိမ့်သိမ့်မှုကိုကနိုင်ငံရေးသဘောမဟုတ်ဘူးနိုင်ငံရေးဆိုရားဗျာတိုင်းပြည်မှာအဲတစုံတရာမတိမငင်ဖြစ်ခဲ့တဲ့ကြောင့်ကျွန်တော်ထိမ့်သိမ့်လိုက်ရတယ်ဒါယာယီခဏ ဘယ်ဆိုတဲ့ဟာပေါ့သူကပုဂ္ဂိုလ်ရေးအာဃာတတွေဒေါအောင်ဆန်းစုကြည်ပေါ်မှာကြီးမားနေတဲ့သဘောပြတယ်ဒါကနောက်ကိုသွားမဲ့ရွေးကောက်ပွဲပေါ်မှာလည်းယုံကြည်မှုကိုပြပြစေတယ်ထိခိုက်စေတယ်ဆိုတော့ကြည်လိုက်တဲ့ပုံမှန်နဲ့တခြားသောနိုင်ငံကြီးခေါင်းဆောင်တွေပေါ်မှာအရေးကြီးပုံကိုကြည်လိုက်လို့ရှိရင်ကို ဒီဖဲကဘယ်ချိုးချိုးနေလဲဆိုတာကိုကျွန်တော်ထင်တယ်လေအာဆီယံကခေါင်းဆောင်တွေအားလည်းမြင်သာကြတယ်နိုင်ငံရေးသမားတွေအားလည်းမြင်သာကြတယ်အဲ့တော့ကာလနှစ်ခုကတော့စစ်တပ်ကတော့အုပ်ချုပ်တာပဲဒါပေမဲ့ကဝေးဥစည်းချုပ်ချက်မတူဘူးနော်မတော်စာစုကြည်တော့ရတော်ကဝင်တဲ့အတွက်ကြောင့်မို့ဒီဘုံမတော်ပါတာပေါ့လေနောက်ဆုံးလွတ်ပေးကဏ္ဍဒီမှာတစ်ခါရတော်ဝင်သွားတဲ့အတွက်ကြောင့်ထပ်ပြီးဖန်ထားတဲ့ဟာတော့ပါတာပေါ့ ဆိုတော့ဒီနှစ်ခုပွားတယ်နော်ဒီဟာဒါကကျွန်တော်တို့စပြီးတော့တက်လာတဲ့နိုင်ငံကြီးအာနာယူထားကုန်တက်ကအာနာယူထားတဲ့အပေါ်မှာမူလယူရချက်ကွာတယ်မူလယူရချက်ပေါ်မှာမူတည်ပြီးကြည့်ရတယ်အရှိဘာဖြစ်နိုင်လဲဆိုတော့ကြည့်ရတယ်ဒုတိယတစ်ချက်ကတော့2010အာနာမလွဲခင်မှာ ကျွန်တော်တိုင်ငံတကာလည်းရှေ့ကျနေပြီဒါကြီးကနှစ်ပေါင်း20လောက်ရှေ့ကျနေပြီ အတော်လေးအဲကျွန်တော်တို့ဘယ်လိုပြောမလဲဒီဒီဒီလိုဖြစ်နေတဲ့အဖြစ်ကိုအဆုံးသတ်ခြင်းနေရတယ်နိုင်ငံတကာအနေနဲ့အခြေအနေကအဲ့ဒီအခြေအနေအခုအခြေအနေမှာကတော့ဒါအဆုံးသတ်ဒါအခုအခြေအနေမှာလည်းနိုင်ငံတကာကဒီလိုစစ်ပွဲကိုအဆုံးသတ်စေခြင်းပဲ ်ဒါပေမဲ့စစ်ပွဲကိုအဆုံးသတ်ဖို့လုပ်တဲ့ရွေးကောက်ပွဲမဟုတ်ဒီရွေးကောက်ပွဲဟုတ်နော်ဟုတ်ကဲ့ဆိုအာဆီယံကပြောနေတာကအာဆီယံကဟုတ်ပြီအားလုံးပါဝင်တဲ့တွစ်ဆုံဆွေးနွေးလုပ်ပါငញ្ញမ်းရေးကိုလုပ်ပါအားလုံးပါဝင်တဲ့တွစ်ဆုံဆွေးနွေးတခုလုပ်အဲ့ဒီကနေရရှိလာတဲ့သဘောတူညီချက်အရာရွေးကောက်ပွဲကိုလုပ်ပါလို့သူကပြောတယ်အားလုံးသဘောတူညီတဲ့ရွေးကောက်ပွဲပါ ဒီရွေးကောက်ပွဲကအလုံးသဘောတူညီတဲ့ရွေးကောက်ပွဲမဟုတ်အဲ့တော့2020တုန်းကလည်းအလုံးသဘောတူညီတဲ့ရွေးကောက်ပွဲမဟုတ်နော်ဟုတ်ဒါပေမဲ့တော့ framework တစ်ခုကိုချလိုက်တယ် constitution တစ်ခုရှိတယ်ဒီ constitution နဲ့သွားမယ်အဲ့တော့ဒီအဲ့ဒီ constitution ကိုကြည့်လိုက်ရင်ဟုတ်တယ်ဒါကတက်ကနေမှကင်ထားတယ်တို့တော့ constitutional rule နဲ့ပြန်ပြီးသွားတော့မယ်ဆိုနိုင်ငံတကာကတစုတ်တရာမျှော့တယ်။ဒါပေမဲ့ဒီဘက်အခုအားကြတော့ ဲ့ဒီချလိုက်တဲ့ constitution ကိုက constitution အတိုင်းမဟုတ်ဖဲတယ်ငါလုတ်ချက်လို့လွတ်လို့ရတယ်ကွာဆိုတဲ့အင်းအနာသိမှုကိုတွားတဲ့အခါကျတော့နံပါတ်1ယုံကြည်စရာဒီ constitution ကိုအခြေခံတယ်ပြောပေမဲ့လို့ယုံကြည်မှုပါဒါမဲ့ကာလတွေအတွက်မျှော်လင့်မှုပါဒါလောက်မျော်တင်လို့မမျော်လင့်ကြတော့မယုံကြည်နိုင်ကြတော့ဘူးလို့နိုင်ငံတကာအနေနဲ့ကလည်းဒီလိုဖြစ်သွားတယ်လို့ကျွန်တော်ကတော့အဲ့လိုထင်တယ်ဟုတ်နော် အဲ့တော့2012နဲ့ကတော့ဒါကွာသွားပြီ2012မှာကျတော့ကျွန်တော် NLD ပါတီဟုတ်တယ်ဝင်ခွင့်ရတယ်နောက်ရွေးကောက်ပွဲဥပဒေမှာနော်ကျွန်တော်တို့ပြင်ဆင်ပေးလေနော်ဒီလိုတွေလောက်လာတယ်အဲ့တော့ပေါဝင်နိုင်တယ်ဆိုတဲ့ဟာအဲ့တော့ဒါကြောင့်မို့ဟိုကျွန်တော်တို့အဲ့ဒီအချိန်မှာ NLD ကမူလကအဲမပါဝင်2010မှာမပါဝင်မှုဆုံးဖြတ်ထားရတယ်ပြီပေါဝင်မှာဒါကတွက်ချက်ပြီးစွန်စားရတဲ့ကိစ္စတရားဖြစ်ပါတယ်လို့နိုင်ငံတကာက ဒါ NLD ပုံပိုင်းကိုတိုက်တွန်းခဲ့တယ်လို့ကျွန်တော်တို့ဒီလိုပဲသိရတယ်ပေါ့နော်ဆိုတော့အခုအကတွက်ချက်ပြီးစွန်စားလို့ရတဲ့အခြေအနေဟုတ်သလားပေါ့อืมနော်ဆိုတော့နိုင်ငံတကာအနေနဲ့ကတော့တွက်ချက်ပြီးစွန်စားလို့ရတဲ့အခြေအနေဟုတ်ပုံမရဘူးဘာလို့လဲဆိုတော့အာဆီယံကြီးညာချက်ကိုကြီးလိုက်လို့ရှိရင်မိမိရဲ့ယက်တီချက်ကိုမပြောင်းဘူးစုံငွေထားတဲ့မူဝါဒငါးချက်ကိုပဲဆက်ပြောမယ်နော်ခင်ဗျာအာဆီယံကလည်းခင်ဗျာအဖြစ်မှာမဟုတ်ဘူး เนาะနိုင်ငံရေးအဆင့်ပုဂ္ဂိုလ်ကျွန်တော်တို့ဒီလိုဖားမမဟုတ်ဘူးဆိုတဲ့အချက်ကပဲရှိတဲ့အတွက်ဓာတ်တွေအားလုံးကပါပြလဲဆိုရင်အရင်နဲ့မတူဘူးမတူဘူးညှော်လင့်လာတာဒီမတူဘူးဆိုတာကိုပြတယ်။ဩအဲ့တော့ဗျာအခုတော့ထိုင်းပြီးခဲ့တဲ့ရပန်ပေါ့နော်ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်းတော့စမ်းစစ်လှုပ်ပိတ်ဖို့ပြောလာတယ်။ယူကော့ပွဲဒီတိုင်းဆိုတရားမျှတမှုရှိပြီးပြီးတော့ထိုင်းကိုပြောလာတော့တော်တော်ထူးခြားတာပေါ့။အဲ့တော့ ုလူတချို့လှုပ်ပွေးတယ်ပေါ့ဗျာနော်အရင်ကတော့ကျွန်တော်2010ဆန်နေလို့ပါဆိုတော့ယူကော့ဘွားဝင်မဲ့နိုင်ငံရေးပါတီကောင်းဆောင်တွေလှုပ်ပွေးတာပေါ့အဲ့တော့ဗျာအခုတက်တက်မေးမဲ့ဆိုရင်ဒေါ်ဆန်းစုကျင်တဲ့ဦးဝင်းမြင့်ကိုဘာကြောင့်မလှုပ်ပွေးလာလဲပေါ့ယူကော့ဘွားအကျိုးမှာလှုပ်ပွေးလိုက်သူတို့အမှန်ရမယ်ဟုတ်အာဒေါ်ဆန်းစုကျင်ဦးဝင်းမြင့် NLT ပါလို့ရှိရင်သူအနာမြနိုင်မှုဆိုတာသိပုံညာတယ်ချမ်းနိုင်ငံပြည်ကောင်းဆောင်တွေလည်းသိပုံညာတယ်လို့ထင်တယ် မှတ်ပြီမလားမသိဘူးကျွန်တော်တို့95ရွေးကောက်ပွဲပြီးတဲ့အခါမှာအဲဘူလက်လာဆွေပြောသွားတယ်ဆိုတာကျွန်တော်တို့ NLD နဲ့ပြိုင်တာမဟုတ်ဒေါအောင်စားစုကြည်နဲ့ပြိုင်ဒေါအောင်စားစုကြည်အရှိန်ဟွာဒေါအောင်စားစုကြည်ပေါ်မှာလူလူကယုံကြည်မှုတော့ရှင်တော့မရနိုင်အဲ့တော့အခုကဒေါအောင်စားစုကြည်စော်ကားထားတာဟုတ်ကဲ့ဒီကစော်ကားထားတာ အရင်တုန်းကလည်းစော်ကားတဲ့ဆော့ပါးတွေအများကြီးကိုထောက်လိုင်းကြီးအောက်ကနေမှရေးတာခဲ့ကြတာလေကျွန်တော်တို့ဖတ်ခဲ့ပူပါတယ်ဖတ်ခဲ့ရတယ်နော်အဲ့တော့ဒေါအောင်ဆန်းစုချီမပါမပါပါဖို့အနည်းပြောလို့ရှိရင်ကြောက်တယ်อืมတင်တော့ကင်ထားတဲ့သူတွေကဒေါအောင်ဆန်းစုချီကိုကြောက်တယ်ကြောက်တဲ့ကြောင် မရှင်းပြန်ရဲဘူးအင်းအဘိဓမ္မာပါလဲသူတို့အာနာယူလို့ခြင်းမယ်အာနာရခြင်းလဲဒါကြောင့်မို့သူတို့အာနာကိုအနှောင့်အယှက်ပေးနိုင်တဲ့အဲ့ဒါကသူတို့ ਨੇ သင်္နချင်းရှင်ပြစ်နေကြတဲ့အဖွဲ့တွေတဲ့ကိုတော်အောင်စားစုကြီးကိုပို့ချောက်တယ်တောင်းပြတယ်နော်ဒါကြောင့်မို့တောင်းစားစုကြီးကိုသူတို့လွတ်ပေးလွတ်မပေး နိုင်ဘူးလွတ်မပေးရဘူး NLD ပါတီတရှိဝင်ဘလို့မပေးရဘူးအဲ့တော့စဉ်းစားတာကတိုင်းပြည်အတွက်မဟုတ်ဘူးအင်းမိမိအာဏာရဖို့အတွက်ပဲစဉ်းစားဒီတိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သွားဖို့မဟုတ်ဘူးဒီပြဿနာကြီးကိုဖြေရှင်းဖို့မဟုတ်ဘူးမိမိအာဏာရရေးအတွက်ဖြစ်တယ်တနည်းပြောလို့ရှိရင်ဘရုံးမတင်တာရှိတယ်တင်းနှက်ခိုက်ပြီးအနိုင်ချင့်တဲ့နိုင်ငံရေးလမ်းကြောင်းကိုသွားချင်တယ်အဲ့တော့ ငញ្ញန်ရေးကလည်းတင်နာကင်ထားတဲ့လူတွေရဲ့ငញ្ញန်ရေးပဲဖြစ်မယ်။ပြည်သူလူထုရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့ရှုတဲ့ပြည်သူလူထုကိုစားပြုမှုပါဝင်တဲ့ဘာမျိုးဒီဆက်မှာဖြစ်ဖို့နည်းနည်းဝေးသေးတယ်လို့ကျွန်တော်ကတော့အဲ့လိုထင်တယ်။ဟုတ်နော်။ကြောင့်မို့အဲဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ကိုဘလို့မပေးရအောင်။ဘာလို့ပြည်သူတွေနောက်မှာဟုတ်ဆန်းစုကြည်နောက်မှာအများစုရှိတယ်။မကြသေးခင်ကထုတ်တဲ့ လေ့လာကြမှာဆိုရင်80ခိုင်နှုန်းကျော်ကတော့ဆန်းစုချီပေါ်မှာယုံကြည်နေကြတော့မယ်အဲ့တော့ဟိုတော့မြန်မာပြည်ထဲမှာကျွန်တော်ရှိစဉ်တုန်းကလည်းပဲကျွန်တော်လူတွေနဲ့စကားပြောတဲ့ခါတိုင်းမှာပြောတယ်အဲ့တော့တော့ဆန်းစုချီပေါ်ယုံကြည်မှုကယုံကြည်မှုတစ်ခုတည်းမဟုတ်ဘူးဗျာယုံကြည်တယ်လေးစားယုံကြည်တဲ့ပြီးချစ်ချစ်ခင်တယ်နော်ချစ်ခင်ယုံနေမှာကောဗျာ သူကကိုးကွယ်တဲ့အထည်ရှိတယ်။အဲကျွန်တော်တကယ်ချင်းပေါမောက်ခတယောက်ကလို့ပြောဟုတ်တယ်ဗျာအဲကျွန်တော်ဆိုရင်ねဒေါ်စဆုကျိုကိုးကွယ်တာလို့ဒီလိုပြောဟုတ်တယ်။ဒေါ်စဆုကြီးရဲ့အဆင့် stage အင်မတန်ကြီးတယ်။ဒါမြန်မာနိုင်ငံကြီးရဲ့တကယ်ဖြစ်မှာပဲ။ဆောင်းဝင်းတင်ကိုတိုက်ကကျွန်တော်ပြောဦးတယ်။ ကျွန်တော်တို့နဲ့ဒေါံဆန်းစုကြည်ရဲ့ဂျားမှာအဟာကြီးကတအားကြီးကြီးတာဗျာ။နော်။အင်းကျွန်တော်ကိုလည်းလူတွေချစ်ကြပါတယ်လေးစားကြပါတယ်။ဒါပေမဲ့နောက်ဆုံးကြတော့အဖအမခေါ်ခဲ့ပါအောင်ဆိုတာပဲ။အင်းဒါဆောင်းဝင်းနဲ့ကျွန်တော်ပြောတဲ့ချင်းကျွန်တော်ပတ်မိနေတာပြီပေါ့နော်။ဆိုတော့ဒါကြောင့်မို့ဒေါံဆန်းစုကြည်ရောမလို့ရဘူး။ တော့ဆရာဦးပင့်တင်နဲ့ဒေါ်ဆတ်စုကြည်သာအဟာကြီးနေတယ်ဆိုလို့ရှိရင်အခုစစ်ဘိုလ်ချုပ်တွေထက်ကိုပြောစရာမရှိဘူးစကားနဲ့ထက်ပြောနိုင်တဲ့အဆင့်ကိုတော့အဲ့ဒီစစ်ဘိုလ်ချုပ်တွေကပြောဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဒါကြောင့်မလှော်ပေးတာပေါ့နော်အဲ့တော့ဥတမန်သားကျွန်တော်ဆက်မေ့ချင်တာပဲအဲ့တော့ဒါကတော့ရုပ်ောက်ဘွယ်အကျိုးမှာလုပ်ပေးသေးတဲ့ဟာလေးကိုကျွန်တော်နိုင်ငံတကာနဲ့ရှင်ပြီးပြောကြည့်တော့ဗျာဆိုတော့ခါကြောင်အခုကဒီရုပ်ောက်ဘွယ်အတူးဆိုတာဒီတလိုင်းအင်အားစုတွေကတော့လက်မခံဘူးလေနော်အတူးလို့ပြောထားတယ် အဲလည်းမခံဘူးကာကွယ်နေတယ် UR တွေမှာရောနေတွေမှာရောဒါပေမဲ့အခုတရင်ထွက်လာတာကကျွန်တော်တို့ဒီစစ်ကောင်စီနဲ့တည်းရဲတော့မဟုတ်ဘူးဗျာစစ်ကောင်စီနဲ့ကျွန်တော်ခင်ပြီးခဲ့တဲ့မလေးရှားမှာတို့ကလည်းတခါအဲ့ဒီသဘောပဲဗျာတည်းရဲမဟုတ်ဘူးခုဖက်မှာသူကသူဆွေးနွေးဒီဘက်မှာကိုယ့်ကိုယ်ဆွေးနွေးပေါ့အခုလည်းအဲ့ဒီသဘောထင်တယ်အင်ဒိုနီးရှားကလုပ်တယ်လို့ကျွန်တော်ကြားတယ်အဲ့တော့မိခွန်းကဗျာဒီယူကော့ဘွဲအတူးဆိုပေမဲ့လည်းယူကော့ဘွဲအလွန်မှာဖြစ်လာမဲ့ဟာတော့ဘယ်လိုအရင်ကလိုပေါ့ဗျာဒီထက်လည်းပိုကောင်းမလားပေါ့တိုက်ပွဲတွေပါနေသွားမလားစသဖြင့် ညှော်လိုက်တဲ့လူတွေလည်းရှိလာမယ်ဘယ်လိုဘယ်လိုပြောလို့ရမလဲကျွန်တော်ရှိတာပေါ့ညှော်လိုက်တဲ့လူတွေရှိတာပေါ့မာဟုကိုကိုကြီးဆိုတာညှော်နေတော့ပေါ့အဲသူ့ရဲ့ interview တွေဆိုနားထောင်လာရှိရင်တစုံတရာတော့ဒီရွေးကောက်ပွဲရတွေမှာဖြစ်လာနိုင်ပဲလို့ပြောတင်တာပေါ့နော်ကျွန်တော်တို့ကဆိုတော့တို့တော့ဟောကျွန်တော်လေ့လာချက်တွေမှာလည်းရှိပါတယ်နော်အမှအနာရှိစနစ်ကလည်းဒီမိုကရေစီကိုကူးပြောင်းတဲ့အခါမှာလက်နက်ကင်ဒေါ်လာရင်းနဲ့ပြောင်းတော့ရှေ့ရပိုင်းတုန်းပဲရှိတယ်။ဟုတ်ပြောင်း နော်ကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပြောင်းတာကရခိုင်နှုန်းအားဖြင့်30ပတ်ဝန်းကျင်တော့မှရှိတယ်လို့ကျွန်တော်မှတ်မိတယ်နော်အဲ့တော့သို့တော့ဒီရွေးကောက်ပွဲကအဲ့လိုပြောင်းတဲ့ရွေးကောက်ပွဲမဟုတ်အဲအဲ့ဒါပြဿနာအာလို့ကျွန်တော်တို့ရှင်း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 ထားဖို့လိုတယ်နော်ဆိုတော့ဟိုပျော်နှင်းကြတဲ့လူတွေကလည်းအဲတစုံတရာများပျော်ပြောင်းပြီးတော့လုပ်နိုင်မလားပေါ့ เนาะအဲ့တော့ကျွန်တော်တို့ကြည့်တဲ့အခါမှာဟိုလူအပြုံးမျိုးကြည်ပုံတောက်မတူလို့ရှိရင်မျောလင်းတဲ့တောက်နေရလဲကွဲပြားသွားနိုင်ပါတယ်အပြိပါလူတွေကတော့ကျွန်တော်တို့နိုင်ငံရေးတစ်ခုတည်းပေါ့ဒါစစ်တပ်စစ်တပ်ရဲ့အဆက်စစ်တပ်ထဲမှာပျော်ပြောင်းတဲ့လူရှိတယ်ဆိုတော့လက်မခံဘူးဒါကလုံးဆက်ဖြစ်တယ်ဒါညှိထားတဲ့ဟာဖြစ်တယ်ဘောင်မှာဥသိမ့်စိတ်တက်လာတယ်ဆိုရင်ဒါဥသိမ့်စိတ်ကိုပျော်ပြောင်းတဲ့လူတယောက်ဖြစ်နေဟိုဒါပြောဖို့ဝေလေကြပြီးတော့ ဒါဦးလင်းစိန်ကဒါပျော်ပျော်တဲ့လူထုတ်တုံလိုက်တာဇက်ထိုးလိုက်တာနော်စစ်တာကြောတယ်ပဲဖြစ်တယ်ကြောင်းတယ်ပဲဖြစ်တယ်ဆိုတော့မြန်မာတွေကျွန်တော်တို့ရဲ့ဘဝဖြတ်သန်းမှုကလည်းအနာရှားအောင်မှာဖြစ်တဲ့အခါကျတခုတည်းကိုပဲကျွန်တော်တို့ကစဉ်းစားတတ်တယ်တွေးတတ်တယ်ပေါ့နော်ဆိုတော့တခုမကအမှန်တကယ်ဖြစ်တယ်ရှိနိုင်ပါလားဆိုတော့ကျွန်တော်တို့ကစဉ်းစားတတ်တဲ့အခါကျဒီတောင်းကတော့လွှမ်းမိုးတဲ့ဘဝရင်ကျင်းမှု နိုင်ငံရေးတလိအရာလွမ်းမိုးတဲ့တောက်လို့ကျွန်တော်ပြောနိုင်ပါတယ်ဒါပေမဲ့အချို့ကလည်းဒီရွေးကောက်ပွဲကိုဝင်ကြတဲ့အခါမှာအဲလုံနိုင်တာလေးပဲနည်းနည်းပဲလုံလို့ရရင်ကိုမဆိုးပါဘူးဆိုတော့အမြင်နဲ့ဝင်ကြတယ်ပေါ့နော်တနည်းပြောလို့ရှိရင်အန္တာတက်တာရတက်တာကြောင်းပေါ့ကျွန်တော်တို့ဒီလိုများလုံလို့ရမလားဆိုတာပြောနေဒါပေမဲ့ ုနပြောတဲ့ပြုရင်ပြောင်းလဲရည်တွေဖြစ်ဖို့ဖြစ်ဖို့ဆိုတာကလောက်ထားရတဲ့မြတ်တွေကိုအခုပြန်ပြီးဖြစ်ပြလိုက်ပြီ။ဟုတ်အတားကိုကဟိုကျွန်တော်သုံးသက်တူတယောက်အနေနဲ့ကြည့်တဲ့အခါကျတော့ပြန်ပြီးထောင်လာမဲ့ဘက်ကိုသွားနိုင်ပါမလားဆိုတော့ဟာဥမာအဖြစ်စီပွားရေးတစ်ခုပဲကျွန်တော်ကြည့်ကြအောင်ပေါ့နော် တခြားကိစ္စတွေမပြောနဲ့နိုင်ငံရေးတွေမပြောနဲ့စီးပွားရေးတစ်ခုလည်းပဲကြည့်မယ်ဆိုရင်တော့စီးပွားရေးတောင်းမှကြည့်တဲ့လူတွေရဲ့အမြင်အများသောအားဖြင့်တိုင်းပြည်တစ်ခုဟာအဲဒီမိုကရေစီရှိမှဖွံ့ဖြိုးတိုးတက်မယ်လို့ဒါအမရဆန်တော့ဘာလို့ကမြင်ကြတာရှိတယ်ဒါပေမဲ့တချို့ကလည်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒီမိုကရေစီပြည့်စုံပြီးပြည့်စုံတဲ့ဒီမိုကရေစီရှိဖို့ကိုမလိုဘူးမပီးပြေဆုံးတဲ့အနာမကင်းတဲ့ဒီမိုကရေစီရှိရင်ကိုပြောလုံနိုင်တယ်လို့မြင်ကြတဲ့လူတွေလည်းရှိတယ်။အဲ့တော့ ူတို့ကအဲ့ဒီတောင်းကနေလှုပ်ရှားနေကြတယ်အဲ့ဒီတောင်းကလှုပ်ဖို့တည်းရှိစားတယ်အဲ့တော့တို့တော့နိုင်ငံတိုင်းကန်ကပြန်တဲ့ဖို့ဆိုလို့အရေးကြီးဆုံးဖြစ်တဲ့မက်ခရိုစီးပွားရေးအခြေခံတွေကိုပြန်တဲ့နိုင်ဖို့လိုတယ်ဒါပေမဲ့အဲ့ဒီမက်ခရိုစီးပွားရေးအခြေခံတွေကိုကမ္ဘာ့ဘဏ်နဲ့ကျွန်တော်တို့အပြန်တက်ဖို့ဥသိမ်းစိန်လက်ထက်ကလေးကစပြီးပြန်စ조사လာခဲ့တယ်အတော်တာတည်ငြိမ်တဲ့အဆင့်ရှောင်းထန်နယ်လို့လုပ်တဲ့အချိန်မှာအတော်တာတည်ငြိမ်တဲ့အဆင့်ကိုပြန်ပြီးရောက်သွားပြီးပြီနော်ဒါပေမဲ့အဲ့ဒါတွေကိုလုံးအောင်ပြန်ပြတ်သွားတယ် ုတ်တယ်နော်အဲ့တော့ပရမအုပ်ဆုံးကတိုင်းပြည်ဥဆောင်နေကြတဲ့သိတဲ့လူတွေလည်းမပါဘူးမဟုတ်ပါပါတယ်ဘိုးဘာမှရှိပါတယ်ဒီစီးပွားရေးသဘောတွေသိတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့မူဝါဒကိုတိုက်ရိုက်ချုပ်ကိုင်နဲ့ဆုံးဖြတ်တဲ့လူတွေကဟာပေါ့ဒီအမြင်ဒီအသိရှိလားဆိုရင်ဒါမင်းကုန်းထုတ်ပြန်ရှိတယ်အဲ့တော့ပြန်တက်ဖို့ဆိုရလဲတော်တော်ခက်တယ်မကြသေးငယ်ပဲကမ္ဘာဘဏ်ကနေမှမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးခြေဖို့ နော်အခုဒီပေးဖို့ဆိုတာလေအကုန်လုံးရက်ထားလိုက်တယ်ဟုတ်ကဲ့အမေရိကန်ကလည်းဘယ်လိုလဲဘယ်ပုံမှာနိုင်ငံတကာရဲ့အပြင်ကိုပြတာပေါ့နော်ဆိုတဲ့အခါကျတော့ဒါကတော်တော်လေးမျောနေတဲ့လူတွေတော့ရှိကြမှာပဲဒါပေမဲ့အဲကျန်နေချင်းလဲတော့အဲတနည်းပြောလို့ရှိရင်တော့သူတို့မျောနေတာကျိုးလေးတစ်ချောင်းတုတ်ထားတဲ့ကျိုးလေးနည်းနည်းဖြီးပေးလိုက်ရဲ့ ဖြီးပေးတော့နည်းနည်းလေးလှုပ်လို့ရတလောက်လေးတော့ဒီလောက်ဆိုလည်းမဆိုးပါဘူးဆိုတဲ့အနေနဲ့မျှော်လင့်ကြတယ်လို့ကျွန်တော်တို့ဒီလိုပဲထင်တယ်